တနင်္ဂနွေလုံးမိပြတ်တဲ့အချိန်မိဆက်မောင်းပြီးအသုံးပြုရာကစပိန်မှာလူ3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ April 28ရက်နေ့မှာစပိန်နဲ့ပြင်သစ်ကြားကလျှက်စစ်တအားသွေတမ်းမှုအပိုင်းမှာပြဿနာကြုံရာကစပိန်ဟာဥရောပတပ်ရဲ့ပင်မတအားပေးကွင်းရကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားပါတယ်။စပိန်လိုပဲအိန္ဒိချင်းပေါ်တူဂီနိုင်ငံမှာလည်းနိုင်ပေါင်းများစွာမိပြတ်မှုကိုကြုံခဲ့ရပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့စူးစမ်းပြင်ဆင်မှုတွေအပြီး April 30ရက်မှာတော့ စပိန်ရောပေါ်တူဂီပါအပြည့်အဝဓာအားပြန်ရနေကြပြီဖြစ်ပါတယ်။စပိန်ပြည်သူ့လုံခြုံရေးဌာနကမီးပြတ်မှုတွေနဲ့ဆက်ဆက်ပြီးနိုင်ငံအနောက်မြောက်ပိုင်းတာဘိုအာဒယ်လာဒေသမှာလူ၃ဦးအသက်ဆုံးရှုံးခဲ့တယ်လို့ပြောပါတယ်။ဒေသခံရဲဌာနကတော့မီးပြတ်တဲ့အချိန်မီးဆက်နှိုးပြီးအသုံးပြုရာကကာဗွန်မွန်နောက်ဆိုင်အစိတ်တန်းငွေတွေရှုမိပြီးတော့မိသားစုတစ်ခုတည်းကလူ၃ယောက်သေဆုံးခဲ့တာလို့ယုံကြည်ရကြောင်းပြောပါတယ်။စပိန်သတင်းဌာနတစ်ခုကလည်းသေဆုံးသူတွေဟာလင်မယား၂ဦးနဲ့ အရွယ်ရောက်ပြီးတဲ့အသားဖြစ်သူတို့လို့ဖော်ပြထားပါရဲ့ရှင်